င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းအမြန်လန်းဂိတ်ကိုတက်ကုန်း PDF ဝင်ရောက်တိုက်ခိုက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးစစ်ဗိုလ်တအူးတန်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ရှိရန်ကုန်မန္တလေးအမြန်လန်းမှပေါ်တွင်တည်ရှိသည့်စစ်ကော်မရှင်၏ဂိတ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ရန်ကုန်မန္တလေးအမြန်လန်မိုင်တိုင်အမှတ်239ရှိလေကဒတာစစ်ကော်မရှင်ကိစ္စခန်းကိုပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ည9:45မိနစ်တွင်နေပြီးတော့တပ်ကုန် PDF အမှတ်803မှရဲဘော်များကပျောက်ကြားနေဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်တိုက်ပွဲကြာချိန်30မိနစ်အတွင်းစစ်ကော်မရှင်တပ်မှတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးဗိုလ်ကြီးအဆင့်ရှိသူတအူဒဏ်ရာပြင်းထန်၍စစ်ရုံသို့ပို့ဆောင်ကူတာထရကြောင်းတရင်အမှတ်803မှထုတ်ပြန်ထားပါသည်။လေကစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အမြန်လန်နောက်ဖက်ခြံရှိ ချင်းရွာမြောက်ကိုစစ်ကော်မရှင်ဘက်မှစစ်ကြောင်းထုတ်ဝင်ရောက်နေကြောင်းဒေသခံသတင်းရင်းမြစ်ထံမှသိရပါတယ် PDF တရင်အမှတ်803မှာလည်းစစ်ကော်မရှင်စစ်ကြောင်းထုတ်ဝင်ရောက်နေမှုကြောင်းချင်းရွာနေပြည်သူများအနေဖြင့်စည်ရည်တည်ဖြင့်နေထိုင်သွားလာကြရန်ထုတ်ပြန်တည်ပြထားပါတယ်ဆလပီပရောင်မျိုးနဲ့နေရာဆုံး၌တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ဘက်မှတေဆုံနှင့်ထွက်ပြေးသူများပြားနေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းအနောက်ခြမ်းပထောင်တက်နေညောင်ကျိုးစစ်မျက်နှာပြင်တွင်အရက်ကတက်တော့ AA နှင့်စစ်ကော်မရှင်တက်တို့ထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်စစ်စင်ရေးကုကဲမှုဌာနချုပ်စကခတက်စိမော်လိုက်ဤလက်အောက်ခံတက်များသည့်ညောင်ကျိုးညောင်ချေတောင်နှင့်ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာ76အနီးတိုက်ပွဲတို့တွင်ထိခိုက်သေးဆုံးထွက်ပြေးမှုများရှိနေပြီးအထိနာလျက်ရှိကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်အေကဖန်စီရမိတဲ့တက်တွေထဲမှာကလေးနဲ့ဖောင်းမြင်ကတက်တွေပါဝင်နေပြီးခဲ့တဲ့၄ရက်နေ့ကလည်းညောင်ချေတော့ကလွတ်လိုက်တဲ့တက်တွေကစင်းကလေးအားထွက်ပြေးကြတယ်လို့ သတင်းထွက်ထားတော့ AA က30ကျော်ကိုဖမ်းမိတယ်ဆိုတဲ့သတင်းမှန်ပါတယ်။ညောင်ချိုးတဝိုင်းနဲ့ကပ္ပစ6အနီးမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်ဟုစီရီသတင်းရင်းမြစ်ကသတင်းဌာနကပြောပါတယ်။ယခုနိုဝင်ဘာ10ရက်9ရက်10ရက်တို့တွင်ညောင်ချိုးစစ်မျက်နှာပြင်မှထွက်ပြေး၍ဖမ်းဆီးရမိသူလက်နက်ချအလင်းဝင်သူစစ်ကော်မရှင်တပ်ဖွဲ့ဝင်30ခန်းကို AA ကထိန်းသိမ်းထားကြောင်းနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်လာပါတယ်။ စီကော်မရှင်ဤစကားခ30လက်အောက်ခံခမာယ363နဲ့ခမာယ363တက်ရင်များမှစီကော်မရှင်တပ်ဖွဲ့ဝင်16ဦးကိုကပ္ပစ16အနီတိုက်ပွဲများအတွင်မှအေအေကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်ညောင်ကျိုးကျေးရွာနှင့်အရှိတ်မီတာ2500အကွာ၌ရှိသည့်လေသာတောင်ပတ်ဝန်းကျင်တွင်လည်းတိုက်ပွဲများပြင်းထန်ခဲ့ပြီးခမာယ368တရင်တစ်ခုထဲမှစစ်ကော်မရှင်10ဦးကိုအေအေကလက်ရဖမ်းဆီးရမိခဲ့ပါသည်။ထို့ပြင်ဗဒောင်းမြို့နယ်ကပါဆ16အနီးရင်ဆိုင်တိုက်ပွဲများအတွင်မှလည်း ခမာယ363တရမတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့သည်ဟုဆိုပါသည်။ထိတွေ့တိုက်ပွဲများမှာရခိုင်ရိုးမပေါ်နှင့်ရိုးမအောက်တောင်လန်းကျားများတွင်ပြင်းထန်နေခဲ့ပြီးကပ္ပစ16ဤကကင်းနေရာညောင်ကျိုးဆင့်လန့်ကျား၄တာတောင်ကျော်0.666စက္ကန့်ကုန်အနီတို့တွင်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။ပေးဆိုတိုက်ခိုက်ခံရသည့်0.666စက္ကန့်ကုန်သည့်ကပ္ပစ16၏အဓိကကာကင်းစက္ကန့်ကုန်ဖြစ်ပြီး9မိုင်ကျော်ကွာဝေးကြောင်းသိရပါသည်။ စစ်ကော်မရှင်တပ်များအနေဖြင့်ဆင်လက်နှင့်ညောင်ချီတောက်တို့ဘက်မှအင်အားစုဖွဲ့လာသည့်စစ်ကြောင်းသည်ညောင်ချိုးဘက်ကိုတံပြန်တိုက်စစ်ဆင်လာသည့်အနေထားသို့ရောက်ရှိနေကြောင်းသိရပါသည်။လက်ရှိတွင်စကခ30မော်လာ၏လက်အောက်ခံတပ်ရင်းများမှတပ်ဖွဲ့ဝင်30ကျော်သည်၃ရက်အတွင်းကစင်ကလေးအထွက်ပြေးကာအလံပြူထောင်လက်နက်ချခဲ့ကြောင်းသိရပါသည်။ဆလပီလာရှိုးမျိုးပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းသည့်ဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စစ်ရေးတင်းမာကလာရှိုးမျိုးတွင်ပေါက်များနှင့်လမ်းများပိတ်ပင်နေဆဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းမှုကြောင့်ကိုကန်နှင့်စစ်တပ်အခြားနှစ်ဖက်စီရင်တင်မာပြီးလာရှိုးမြို့ဝင်ပေါင်းများနှင့်လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းဒေသခံပြည်သူများနှင့်စစ်ရေးတရင်ရင်းမြစ်များထံမှသိရပါသည် ရှင်နှင့်နဝင်ဘာလာဆန်ပိုင် MNDAA တက်များနှင့်စစ်တပ်တို့အကြားပုံမှန်တွဲဆုံမှုများလှုံ့ဆော်ခဲ့စဉ်စစ်တပ်က MNDAA တက်များကိုလာရှုံမြို့ပြင်ခြေရွာများတွင်တက်ဆွဲထားမှုမှစုခွာပြရန်အမိန်ပေးလာရမှနှစ်ဖက်စည်ရေးတင်းမာမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းဒေသစည်ရေးသတင်းရင်းမြစ်တချို့ကပြောဆိုပါတယ်။အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ MNDAA ဘက်ကဆက်သွယ်မြင်းများအတီးပြုရန်ကြိုးစားတော်လဲတစုံတရာတုံ့ပြန်ခြင်းမရှိပေ လက်ရှိတွင်လာရှိုမြို့ကိုဝေရောက်နိုင်သည့်တီဘောတရာနတ်လန်ဟိုရတို့ကို MNDAA နှင့်စစ်တပ်နှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းလက်ရှိနှစ်ဖက်စစ်ရေးတင်းမာမှုရှိတော်လဲတနက်ပေါက်သည့်အထိမဖြစ်နိုင်ပေတရုတ်နိုင်ငံကကြားဝင်မှုဖြင့်ဖြေရှင်းနိုင်လိမ့်မည်ဟုယူဆကြောင်းအဓိကအားဖြင့်စစ်တပ်ကအင်အားပြန်လည်စူးစီးမိလာချိန်တွင် MNDAA အပေါ်အပေါ်စည်းကနေပြန်လည်ဆက်ဆံရန်ကြိုးစားလာခြင်းဟုယူဆနိုင်ကြောင်းဒေသစစ်ရေးတရင်ရင်းမြစ်ကတုံ့သက်ပါသည်တီဘောတရာကနေတော့ဘယ်သူမှပေးမပြတ်တော့ဘူးအခုစီရေးတင်းမာတာလား ။ဘာကြောင့်လဲတော့သိချာမသိဘူး။ဂျားထဲမှာတရုတ်ကဂျားဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့တနက်ပေါက်တဲ့အထိဖြစ်ကြမယ်လို့မထင်ပါဘူး။နှစ်ဖက်တင်းမှပြီးတရုတ်ကဝင်ကြီးလိုက်ရင်ပြီးသွားမှာပဲ။လန်တတာတွေပိတ်တာကလည်းခဏလောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ဟုဒေသစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။ ို့ရတွင်စစ်တပ်ကတရုတ်ဤကြောင်းဝင်မှုကိုဂရုမစိုက်ဘဲရှမ်းပြည်နယ်မြောက်ပိုင်းရှိသိမ့်မီအပါဝင်မြို့များကိုပြန်လည်ရယူလိုနေပြီး၎င်းလက်လုဆုံရှုံထားရသောနေမည်များကိုတောင်းယူခြင်းများတိုးမြင့်လာနိုင်ကြောင်းတောင်းယူမရပါကတိုက်ယူသည့်အသည့်ဖြစ်လာပါကနှစ်ဖက်အပြစ်ရရေးကျိုးပေါက်ပြီးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်းအဆိုပါစီရေးတရင်ရင်းမြစ်ကဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတစ်တွင် လက်ရှိရရှိထားသောစစ်ရေးရစဲရေးသဘောတူညီချက်မှာအစဉ်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ကြောင်းစစ်မှန်သောငြိမ်းချမ်းရေးရရှိရေးကိုယ်လှယ်နေစေဖြစ်ကြောင်းကိုကန့်အထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAAE စစ်ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Pantiran ကအော်တိုဘာ25ရက်နေ့ MNDAAE 2025ခုနှစ်အပတ်စဉ်တိကေတာများအလဲကျတင်းနန်းစင်ပွဲတွင်တတိပီပြောဆိုခဲ့ပါသည် ဆက်လက်ပြီးနမောင်မြို့မောင်တော်ကို KNU KNLA ဦးဆောင်တဲ့ပူပေါင်းတပ်သိမ်းပိုင်ခက်ခဲကြမ်းတဲ့လက်ခီးတွေကြုံရပေမဲ့အာနာရှင်စနစ်ချဆောင်ရေးဒီဇိုင်းမမတ်လုပ်သွားမယ်လို့ KNU ကဖီသူတွေကိုတတိပေးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာထိုင်းနယ်စပ်မြို့ဖြစ်တဲ့တနင်္သာရီတိုင်းကမောတာမြို့ကို KNU KNLA ဦးဆောင်တဲ့တော်လန်ရစ်တပ်တွေကဒီကနေ့နိုဝင်ဘာ14ရက်မနက်မှာအပိသက်သိမ်းပိုက်ခဲ့ပါတယ်စစ်ကောင်စီရဲ့အမှတ်224ခြေလင်းတက်ရင်ခလာရ224အခြေစိုက်တဲ့မောတော်မျိုးက လင်းဆက်ပြူဟာစက္ကန့်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီဦးဆောင်တဲ့ပူးပေါင်းတပ်တွေကနိုဝင်ဘာ12ရက်မနက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စစ်ရေးတရင်လုံခြုံရေးအရထိုးစစ်ဆင်နေစမှာတိုက်ပွဲတရင်ကိုမဖော်ပြသေးဖို့ KNL တပ်မဟာလီတာဝန်ရှိသူကတရင်ဌာနကိုမြစ်တာရက်ခံပါတယ်။ဒီကနေ့မှာတော့စစ်တပ်စက္ကန့်ကိုတော်လန်ရေးတပ်ကအပြီးသက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ14ရက်နေ့မနက်ပိုင်းမှာ မောထောင်ပြူဟာစကန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစုစုပေါင်း90လောက်ဟာစကန်စွန်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။စစ်တပ်ရောရဲရောပြူစောတိရောအကုန်လုံး90ကျော်လောက်ရှိတယ်။ခလာရ224ထိုင်းလာအဲ့ဒီနဲ့စက်ပြူဟာဂုံစကန်မှာ ထိုင်းဘက်ကိုပြေးသွားတာမောထောင်မှာစကစစကန်ကအဲ့ဒီတခုပဲရှိတာစကန်ကအဲ့ဒီပြူဟာတခုပဲရှိတာသူတို့ထွက်ပြေးသွားတော့မျိုးကိုတော်လန်ရေးတပ်တွေကရှာပြီးပေါ်လို့စစ်ရေးတရင်ရင်မြက်ကပြောပါတယ် ထိုင်းနိုင်ငံတဲကိုထွက်ပြေးသွားတဲ့စစ်ကောင်စီအဖွဲ့မှအရာရှိ၃ဦးကဒဏ်ရာနဲ့ထွက်ပြေးသွားတာဖြစ်လို့ထိုင်းအာဏာပိုင်တွေကစေယုံတင်ပေးထားတယ်လို့၎င်းကဆက်ပြောပါတယ်။လက်နက်တွေကသူတို့တချို့ယူပြီးထိုင်းဘက်ကိုထွက်ပြေးတာလည်းပါတယ်။လက်နက်တချို့တော့တင်ရတယ်။အရာရှိ၃ယောက်ကဒဏ်ရာရလို့ထိုင်းစေယုံမှာတင်ထားတယ်ကြားတယ်။ထိုင်းဘက်ကတင်ထားပေးတာလို့ပြောပါတယ်။စစ်တပ်ကမြောက်ဝတီသင်္ကန်းကြီးနောက်နဲ့အာရှအဝေးဖြေးလက်မှတ်ကိုတံပြန်ထိုးစစ်ဆင်ပြီးစုံရှုံထားတဲ့နေမျိုးတွေကိုပြန်သိမ်းနိုင်ချိန်မှာ KNU, KNL ကလည်းတနင်္သာရီတိုင်းမှာထိုးစစ်ဆင်ပြီး နယ်စပ်မြို့ကိုပြန်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ Professor Tony ကလည်းခက်ခဲကြမ်းတမ်းတဲ့လန်ခီးတွေနဲ့ဂျုံရပေမဲ့လို့တလန်းချင်းဆက်ပြီးအာနာရှင်စနစ်တွေကြဆုံးရေးအတွက်ဒီဇိုင်းမမတ်ဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာပြည်သူတွေကိုထပ်မံအသိပေးချင်ပါတယ်လို့မောတော်မျိုးတိမ့်နိုင်ခဲ့တဲ့အပေါ်မှတ်ချက်ပြုပါတယ်။စစ်စခန်းကိုအတိုက်ခံရပြီးအထိနာချိန်မှာစစ်တပ်ကတိုက်လေရင်နဲ့ပုံချေခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတာရင်စစ်တပ်ကပုံချေတာကြောင့်မောတော်မျိုးကန်ထွေကထိုင်းမြန်မာနယ်ဆက် မောတောင်စင်ခေါနဲ့စံမြင်းအနီကိုတွားရောက်တင်းရှောင်နေကြရပြီးထိုင်းအာဏာပိုင်တွေကအစားအသောက်အချို့ပေးဝေခဲ့ပါတယ်။ဒါပြင်တိုက်ပွဲအတွင်းမှာမောတောင်မျိုးကန်တက်ဦးလည်းတန်ရရခဲ့လို့ထိုင်းဘက်ကစေယုံမှာကုသနေတယ်လို့စုံစမ်းသိရှိရပါတယ်။မောတောင်မျိုးဟာထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံပရာချုတ်ကရီခန်ခရိုင်ကစင်ခေါမျိုးနဲ့ထိစပ်နေတဲ့ကုံသွေးရင်းမျိုးဖြစ်ပါတယ်။မောတောင်ကုံသွေးရင်းစခန်းကို2023မီလမှာစတင်ဖွင့်လှစ်ခဲ့ကလက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ကုံသွေးရင်းစခန်းပိတ်ထားပါတယ်။ စစ်တပ်အတွက်ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာပြီးတလားကျော်တာလိုတော့မဲ့အချိန်မှာ နေဆက်ကအရေးပါတဲ့မျိုးတစ်မျိုးလက်လွတ်ဆုံရှုံရတာဖြစ်ပါတယ်။ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။